င်းသူတာနေစားပါကျွန်တော်ရဲ့ RPR Aragon မြန်မာ YouTube Channel လေးကနေညီချစ်သွားပြန်ပြီဒီထက်လာတဲ့မြမအရေးဆိုတဲ့ပါတီအောင်အလီရဲ့တုံ့တက်တင်ပြချက်လေးကိုဒီကနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ် အားလုံးပဲအဆုံးထိကြည့်ရှုနာဆင်ပြေကြပါအောင်ခင်ဗျာနိုင်ငံတကာဖိအားတွေကိုဖြေချဖို့ကြံ့ရည်လှုပ်ဆောင်နေတဲ့အတုရောင်ယူကပွေးကိုအသိမှတ်မပြုဖို့ Trump Andrews က ASEAN ကိုတောင်းဆိုလိုက်ပါတယ် Trump Andrews ကတောင်းဆိုရဲဆိုပေမဲ့အမိတ်တန်လေးတော့ပါနေတာအမှန်ပါပဲဒီနေရာမှာ Trump Andrews ဆိုတာဘသူလဲလို့ပြုတ်ပြဖို့လုံးဝမထင်ပါဘူးတော်လိုင်းကြီးကိုစစ်ဝင်စားတဲ့တော်လိုင်းပြည်သူမှန်သမျှ Trump Andrews ကိုတိကျမှာပါ၁၈ချိန်မြောက်အာဆီယံထိပ်သီးစေဝေးပွဲဟာ ြန်မာအရင်နဲ့ပတ်သက်ပြီးတိတ်ကိုအရေးတကြီးဆုံးဖြတ်ဖို့တောင်းဝန်ရှိနေတယ်လို့အကြက်ရိတ်နေတယ်လို့လေထရန်အန်ဒရူးကဆိုပါတယ်။နောက်ခဲ့တဲ့၄နှစ်ကြာတုန်းကအာဆီယံအဖွဲ့ကိုမြန်မာအနာသိန်းကောင်ဆောင်ကနားလေ project လုပ်သွားခဲ့တာကိုမှတ်မိကြမှာပါ။သဘောတူညီပါတယ်ဆိုပြီးလက်မှတ်ထိုးခဲ့တဲ့အချက်၅ချက်ကိုဒီနေ့အထိတကူမှအကောင့်ထည့်မဖို့သေးပါဘူး။လူထုကောင်ဆောင်တော်ဆန်စုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုဒီနေ့အထိလွတ်လပ်ခွင့်မပေးသေးပါဘူး။တောင်ကနန်လောက်ရှိတဲ့နိုင်ငံရေးသမားတွေဟာအချင်းထောင်တွေထိမှရှိနေကြစေပါ။ပြည်သူတွေဟာလွတ်လပ်စွာပြည့်စုံခွင့်မရှိသေးပါဘူး။ တည်နှောက်လက်ခွဲတွေပိတ်ပင်ထားစေပါအကောင်းဆုံးဖြစ်စေနိုင်တဲ့သဘောတူညီချက်၅ချက်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့စေတနာပါဆန္ဒပါမြန်မာနိုင်ငံကိုငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ accounting ဖို့စေချင်တဲ့ကမ္ဘာနိုင်ငံအသီးသီးရဲ့ဆန္ဒကိုအာဆီယံကနေတဆင့်လမ်းပြပေးခဲ့ပေမဲ့မြန်မာအနာသိစစ်တပ်ဟာဒီအချက်၅ချက်ကိုဒီနေ့အထိမတည်မြဲမြဲပြုနေတဲ့အတွက်အနာသိစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွက်ကောက်ပွဲကိုအာဆီယံအနေနဲ့ခွင့်ပြုအသိမှတ်ပြုတင်ပါသလားဆိုတာကိုစဉ်းစားစေချင်ပါတယ် အာဆီယံနဲ့မြန်မာအာဏာသိမ်းစစ်တပ်ရဲ့အတုရောင်ဖြုတ်ကောက်ပွဲကိုအတိမတ်ပြုတ်လိုက်ပြီဆိုရင်မြန်မာပြည်သူတွေဟာအကာအကွယ်မေ့သွားနိုင်ပြီးတိမ့်ပြည်ဟာ6နှစ်ထေကိုကြာသွားနိုင်ပါတယ်။အာဆီယံဘက်ကမြန်မာအာဏာသိမ်းစစ်တပ်ကကျင်းပပြုပြုလုပ်မဲ့အတုရောင်ရွေးကောက်ပွဲကိုစောင့်ကြည့်လည်လာသူဆွေးနွေးတာတွေမှာပြုလုပ်ဖို့လိုပါတယ်။ဒီရွေးကောက်ပွဲဟာအတုရောင်မှာအာဏာသိမ်းစစ်တပ်ကိုတရားဝင်အတိမတ်ပြုတဲ့ဘလို့ကိစ္စမဆိုမပြုလုပ်ဖို့လိုပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကိုဖန်ဆီးထားပြီးစစ်ကြောရေးစခန်းတွေမှာနှိမ့်ပတ်နှိမ့်စစ်နှိမ့်ပတ်နှိမ့်စစ်ခံရတဲ့အချိန်မှာကျင့်ပါမယ့်ရွေးကောက်ပွဲဟာတရားမျှတမှုမရှိပါဘူး။ယုံကြည်လက်ခံနိုင်စရာရွေးကောက်ပွဲလေးဖြစ်မလာနိုင်ပါဘူး။အနာလစ်စတက်ကကျူးလွန်ထားတဲ့ရာဇဝတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကိုအရင်ဦးဆုံးတာဝန်ခံခဲ့ရပါပါတရားဝင်ပတ်သက်သူတွေနဲ့နိုင်ငံရေးဆွေးနွေးရမှာပါ အချင်းချခံထားရသူတွေနဲ့တင်သားအလုံးပအဝင်မှရမှာပါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးတွေတိုးတက်လာအောင်ပြသပြီးမှသာရွက်ောက်ပွဲကိစ္စပြောရမှာဖြစ်ပါတယ်။အာဆီယံအနေနဲ့ထိပ်သီးအစည်းအဝေးမှာတောင်းဆိုချက်တွေလက်လျော့မထားတဲ့မြန်မာအာဏာသိမ်းပုတ်ချုပ်တွေကိုအသိအမှတ်ပြုဆက်ဆံတာမလုပ်ဖို့လင်းနေစွာတောင်းမြစ်ပိတ်ပင်ပါတယ်။မြန်မာပြည်သူတွေကသူတို့ယုံကြည်ချက်အတွက်လင်းနေစွာရေးစွန်တက်တိပြနေကြတာပါ။ မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအသိမှတ်ပြုဖို့အတွက်အာဏာသိမ်းစစ်တပ်ကကျင်ပမဲ့အတူရောင်ပြုကောက်ပွဲကိုအသိမှတ်မပြုဖို့တတိထားရပါမယ်။မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအသိမှတ်ပြုရဲဆိုရင်မြန်မာအာဏာသိမ်းစစ်တပ်ကိုတရားဝင်အသိမှတ်မပြုထားတဲ့အာဆီယံအဖွဲ့အစည်းကြီးအနေနဲ့မြန်မာနဲ့ပတ်သက်တဲ့အခြေလှမ်းတွေကိုတတိကြီးကြီးလှမ်းဖို့လိုပါတယ်။ အဲ့လိုမြမအရေးအထူးကိုစလေထရန်အန်ဒရူးကအမိတ်ဆန်ဆန်တတိပေးလိုက်တာဖြစ်ပါတယ်။ဆိုတော့တင်းနဲ့တွေပြည့်ဘုံတွေချပြီးစစ်ခိုးစစ်မိတွေတောင်းလောင်နေပေမဲ့နိုင်ငံတကာအသိဝင့်ရဲ့ဒီပလိုမစီနေလန်ကလည်းတလန့်ရှင်လျှောက်လာနေသေးပါ။ချင်းအီပေါ်တာမကြားရနိုင်ပေမဲ့စင်အီပေါ်တာကတော့ပြပတာတာအခြေခြေလောလောကြားရတယ်လို့ပါပဲ။မြမအရေးအတွက်အရေးမပါသူတွေရဲ့ပြောစကားကမသိတာလားပေမဲ့အရေးပါသူတွေရဲ့စကားတန်ကတိတ်ကို ထိရတယ်ဆိုတာမြောက်ရီနေကကြားပြန်ကိစ္စလေးကိုကြည့်မယ်ဆိုရင်လေသိရမှာဖြစ်ပါတယ်အမေရိကန်ကကမ္ဘာကြီးကိုဒုက္ခပေးနေတဲ့ online လိမ်လည်မှုနဲ့ဝေးရေးအစီအဝါကိစ္စတွေဟာထိုင်းမြန်မာနေဆက်မြောက်ရီနေထေကနေထိမ့်ချုပ်နေတယ်လို့ကမ္ဘာသိကြေညာပြီးတဲ့နောက်မှာထိပ်တိကောင်းဆောင်တွေရဲ့မိခင်နိုင်ငံတရုတ်ကတော့ခေါင်းဆောင်ရှင်တွေအရေးအယံတွေပြလာပါတယ်ကရင်ပြည်နယ်ထေကကြားပြန်ဒေတာတွေမှာလေဝရုံသုံးကားတွေဖြစ်နေကြပါပြီမြန်မာစစ်တပ်ကတော့ပွေလန့်တယ်လို့ယုံခံလိုက်တဲ့သဘောပါ တကယ်လောက်ရမှာကကြားဖြတ်မှာပါဝင်ပတ်သက်နေတဲ့တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးပြီးငါတို့နိုင်ငံသားတွေမဟုတ်ဘူးလို့ခေါင်းဆောင်ရမှာပါတို့ပေမဲ့မကြောက်ခင်မှာကျင့်ပါရှင်နေတဲ့ကျွေးကောက်ပွဲကိုတရုတ်ကအဓိကထောက်ခံပေးနေတဲ့အတွက်မလွတ်ရပါဘူးဒီလိုမလွတ်ရတဲ့အတွက်ကြားဖြတ်ကိစ္စအတွက်လေမြန်မာစစ်တပ်ကပဲခေါင်းခံရမှာပါဆိုတော့မြန်မာအရေးတိတိတောက်တာကိုထူချာနာနေပါပြီကြိုတင်ဟုတ်ကိထုတ်ရရင်ပြည်သူတွေနိုင်မှာတော့မယ်လို့ပဲတုံ့တက်ထားကျင်ပါတယ်လို့ဘာကြည့်အောင်အလေကတုံ့တက်တင်ပြထားပါတယ် အခုအာဆီယံအစည်းအဝေးကြီးဟာတကယ့်ကိုအရေးကြီးတဲ့မြမအတွက်ဆုံးဖြတ်ပွဲကြီးတစ်ခုလားလို့လူတွေစောင့်ကြည့်နေကြပါပြီ။ Donald Trump တင်မဲ့ဒီအာဆီယံအစည်းအဝေးကြီးမှာ Donald Trump ကငွေရေးဆေးဝါးကိစ္စတွေနေဆက်ပြဿနာတွေကြားဖြန့်ငွေလိမ်ခိုင်းနေတဲ့ပတ်သက်တဲ့ပြဿနာတွေကိုပြက်ပြက်သားသားခိုင်းတွေဖြေရှင်းလိုက်မေးလို့လေစောင့်ကြည့်လည်လာနေသူတွေကတုံ့တက်နေကြပါတယ်။လက်ရှိမြန်မာနိုင်ငံရဲ့ထိုင်းနေဆက်မှာရှိတဲ့ရွှေကုတ်ကို KK Pass PJK KNA ထိန်းချုပ်ထားတဲ့နေရာဒေသတွေမှာကြားဖြန့်စင်တာတွေပရုံသုံးကားတွေဖြစ်နေကြပါပြီတရုတ်ကခေါင်းဆောင်ထားပါတယ်ထိမှာလွှတ်တော်ဝန်ကြီးတွေကဂျာထုကနေအရေးပေါ်နှုတ်ထွက်သွားပါတယ်တခြားမြန်မာလားအထိုင်းကမ္ဘောဒီးယားမှာပအဝင်ပတ်သက်သူတွေအကုန်လုံးကိုဒီအာဆီယံအစည်းအဝေးမှာဒရိုနီထရန်ပြပြတ်သားသားအရေးယူနိုင်မလားဆိုတာကိုစိတ်ဝင်စားစွာပဲစောင့်ကြည့်ရမှာဖြစ်ပါတယ် ကရင် BGF တပ်ဖွဲ့တွေကတော့မအားလာနဲ့လေဝါချင်းရှိပ်ပြီးတော့လှုပ်ဆက်တွေဖော်ဆောင်နေတာလေများပြည်သူတွေအသိဖြစ်ပါလိမ့်မယ်တော်လိုင်းရဲ့ဘက်တော်သားတွေအနေနဲ့ဒီကိစ္စကိုအခွင့်ကောင်းယူပြီးအာဆီယံအစည်းအဝေးမှာဘလို့တွေပြောကြမလဲဘလို့တွေတင်ပြကြမလဲကျွန်တော်တို့ရဲ့တော်လိုင်းရဲ့ကြီးအောင်မြင်ဖို့အတွက်အရွက်တစ်ခုကိုရှားတဲ့အထိဒီအာဆီယံအစည်းအဝေးမှာဘလို့တွေတွန်းကြမလဲဆိုတာကိုတော့သက်ဆိုင်သူတွေကြိုတင်ပြင်ဆင်ထားကြမှာ ဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့တော်နာမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားရခပြည်သူပြည်သားများလည်းတော့မြန်မာပြည်သူပြည်သားများအားလုံးပေးကင်ကြမှာကြပါစေခင်ဗျာ။